လူခွင့်ရေးချိုးဖောက်မှုနဲ့နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC မှာစွဲချက်တင်ခံရတဲ့ဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတာတေကို မလာ၁၀ရက်နေ့ကမနီလာပြည်ပဆိုင်ရာလေးစိမ်းမှာဖမ်းဆီးလိုက်တယ်လို့ဖိလစ်ပိုင်အစိုးရကပြောကြားခဲ့ပါတယ်။သူသမ္မတတာဝန်ထမ်းဆောင်နေချိန်မှာမွေးရည်ဇေဝနိုင်နေရတွားဆိုပြီးလူအစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့တဲ့မှုကြောင့် ICC ရဲ့အမိန့်နဲ့ ဟောင်ကောင်ကပြင်ရောက်ချိန်မှာဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဖလော်ပိုင်သမရဖာဒီနန်မတ်စ်ကိုရုံးချုပ်ကထုတ်ပြန်ကြေညာပါတယ်။သမရဟောင်းဒူတာတီဟာဖလော်ပိုင်တောင်ပိုင်းဒါပိုင်းမြို့ရဲ့မြို့တော်ဝင်ဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့2012ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကနေသမရဖြစ်နေချိန်2019ခုနှစ်မတ်လ16ရက်နေ့ထိဝိုးရည်စေဝါတိုက်ဖြတ်မှုတွင်လူ6000ကျော်တေဆုံးခဲ့တယ်လို့ဖလော်ပိုင်ရဲမှတ်တမ်းချက်လက်တွေကဖော်ပြခဲ့ပါတယ်။ ICC ရဲ့မှတ်တမ်းတွေမှာတော့ လူ3000ကနေ3000ဝန်းကျင်ထိဖြစ်နိုင်ပြီးတိုက်ဆုံးသူအများစုဟာတမန်မျိုးပြဆင်းရဲသားရက်ကွက်ကအမျိုးသားတွေဖြစ်ပြီးလက်မပေါ်မှာပဲရဲတပ်ဖွဲ့ဝင်တွေဘယ်သူဘဝမှန်းမသိတဲ့တိုက်ခိုက်သူတွေရဲ့ပြစ်ဒဏ်ခံရတာဖြစ်တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။တမရဟောင်းဒူတာတေကတော့တိုင်းပြည်နယ်လူမျိုးတွေလုခဲ့တာသာဖြစ်ပြီး ICC ကဖမ်းဝရမ်းထုတ်ခဲ့ရင်အဖမ်းခံမှုအသင့်ရှိရဲလို့လည်းထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။ဖိလစ်ပိုင်နိုင်ငံဟာ2019ခုနှစ်မှာ ရွန်စတကျူးကနေဖွဲ့ဝင်ဖြစ်နှုတ်ထွက်ခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်ဟာမူရင်စေဝါတိုက်ဖြတ်နေတဲ့အချိန်ကာလလည်းဖြစ်ပါတယ်။ဒူတာဒေးဆိုရဟာ2020ခုနှစ်မှာ ICC ရဲ့စုံစမ်းစစ်ဆေးမှုကိုရပ်ဆိုင်းမှုကြိုးပမ်းခဲ့ပြီး ICC ဟာတရားစီရင်ရေးအာဏာမရှိကြောင်းညင်းပယ်လျှောက်လဲကစုံစမ်းမှုကိုရပ်တန့်စီခဲ့ပါတယ်။2023ခုနှစ်ဇူလိုင်လမှာတော့ ICC ရဲ့အယူခံတရားသူကြီးတွေက စုံစမ်းစစ်ဆေးမှုကိုပြန်လည်စတင်မှုခွင့်ပြုခဲ့ပြီး2025ခုနှစ်မလ17ရက်နေ့မှာအခုလိုဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်2022ခုနှစ်မှာတမရဖြစ်လာခဲ့တဲ့ Ferdinand Masco Jr. ကတော့ဒူတာဒေးနဲ့နိုင်ငံရေးညှင်းပွားမှုတွေဖြစ်နေပေမဲ့ Ron Statue မှာအဖွဲပြန်ဝင်ဖို့မဆုံးဖြတ်ခဲ့ပါဘူးဒါပေမဲ့ပူးပေါင်းဆောင်ရွက်မယ်လို့တော့ထုတ်ဖော်ပြောကြားခဲ့ပါတယ် The legal basis for my being here